138ခုမြောက်သောစာလံပိုက်ငယ်30ကနေ14လူမျိုးအပေါင်းတို့သည်ငါကိုဝိုင်းကြတော်လေထောက်ရပြားဤနာမတော်အားဖြင့်သူတို့ကိုပယ်ဖြတ်ရ၏ငါကိုဝိုင်းကြ၏ဝိုင်းကြတော်လေထောက်ရပြားဤနာမတော်အားဖြင့်သူတို့ကိုပယ်ဖြတ်ရ၏ပြားများကဲတို့ငါကိုဝိုင်း၍အုံကြတော်လေစူပင်ကိုလောင်တော်မိကဲတို့ငြိမ်းကြ၏ထောက်ရပြားဤနာမတော်အားဖြင့်သူတို့ကိုပယ်ဖြတ်ရ၏ တင်ဒီငါ့ကိုလဲချင်းကပြင်းထန်စွာသုံးတော်လေထာဝရဖြာဒီငါ့ကိုမာစတော်မူ၏ထာဝရဖြာဒီငါ၏အစွမ်းတတိငါ့ကိုတချင်းငါတချင်းဆိုရာအကြောင်းငါ့ကိုကယ်တင်ခြင်းအကြောင်းဖြစ်တော်မူ၏ဟာလေလုယာဒီကျမ်းချက်ကကျွန်တော်တို့ပြဿနာခက်ခဲကြုံနေတဲ့သူတွေအတွက်အထူးအထူးအထူးတင့်လျော်တဲ့ကျမ်းချက်ဖြစ်ပါတယ်လူတိုင်းလူတိုင်းမှာပြဿနာကိုယ်စီရှိကြမယ်လို့ကျွန်တော်ထင်တယ်ယုံကြည်သူတွေထဲမှာလည်းယေရှုခရစ်တော်ကိုယုံကြည်တဲ့ယုံကြည်သူတွေမှာလည်း အခက်ခဲပြဿနာရှိကိုရှိမယ်။ဘာကြောင့်လဲယေရှုပြောခဲ့တယ်လေ။တင်းတို့ဒီလောကမှာဆင်းရဲဒုက္ခကိုခံရမယ်တဲ့။ခံကိုခံရမှာဒါယေရှုကိုယုံကြည်လို့အခက်ခဲမရှိဘူးဆိုတာလုံးဝလုံးဝမဟုတ်ဘူး။ရှိကိုရှိတယ်။ဒါပေမဲ့မတူတာပါလေဆိုတော့ဒီအခက်ခဲကိုအောင်မြင်ခွင့်ရတယ်။ဘာလဲလဲ။အခက်ခဲကိုအောင်မြင်ခွင့်ရတယ်။ယေရှုကြောင့်အောင်မြင်ခွင့်ရတယ်။အာမင်။ဒါကြောင့်ဒီကနေ့စာလံဆရာရဲ့ကျေးဇူးတော်ချီးမွမ်းခြင်းအကြောင်းရင်းပထမအဦးဆုံးတစ်ချက်ကပါလေဆိုတော့အခက်ခဲကို အောင်မြင်ခြင်းရလို့ဂျေဇူးတော်ချီးမွမ်းတယ်။ဗါတယ်လေအခက်ခဲကိုအောင်မြင်ခြင်းရလို့ဂျေဇူးတော်ချီးမွမ်းတယ်။ဆာလန်ဆီယာရဲ့ရေးသားချက်ကအင်မတန်ကောင်းတယ်။တေချာတတိထားတော့သူ့ရဲ့စာကထက်ပြီးထက်ပြီးထက်ပြီးတို့ထက်ခါထက်ခါပြောထားတဲ့ဟာအရေးကြီးတဲ့အရာတွေဖြစ်တယ်။ကျွန်တော်တခုပြောပြမယ်တော့တမချင်းစာဖတ်တဲ့အခါမှာလေစကားတခုကိုအထက်ထက်အထက်ထက်ပါလာတယ်ဆိုရင်တတိထားအဲ့ဒါအရေးကြီးလို့ပဲ။ ုတ်တယ်နော်ကျွန်တော်တို့တာသမီတွေကိုစကားပြောတဲ့အခါမှာအရေးကြီးတဲ့စကားဆိုသူသူ့ကိုတအားတတိထားစေချင်တဲ့စကားဆိုတစ်ခါပဲပြောရလားမရဘူးလေအနည်းဆုံး3ခါ5ခါ10ခါလောက်ပြောပြရတယ်တမီဒီလိုလုပ်နော်တာဒီလိုနော်ဒီလိုနော်ဒီခဏနေအဲ့ဒီအကြောင်းပြန်ပြောပြီကိုတာသမီတွေရောမှာအာအဖေကလည်းအဲ့ဒါပဲပြောနေတာအမေကလည်းအဲ့ဒါပဲပြန်ပြန်ပြောနေတာတာတိပါပြီတိပါပြီမတိမှဆိုလို့ဘောဆိုပြီးမှသူ့ကိုပြန်ပြောပြတယ်မဟုတ်ဘူးလားတတိထားရအောင်လို့မဟုတ်ဘူးလားအရေးကြီးလို့မဟုတ်ဘူးလား ဆိုလိုချင်တာကအရေးကြီးတဲ့အရာကိုကျွန်တော်တို့ကထက်ခါထက်ခါပြောပြတတ်တယ်သားသမီးကိုဒီတိုင်းမဲ့ဖျားသခင်နဲ့တမာကျင်းစာတွေမှာအရေးကြီးတဲ့အရာဆိုထက်ခါထက်ခါထက်ခါပြောထားလေးရှိတယ်အခုကျွန်တော်ဖတ်သွားတဲ့138ခုမြောက်တော့စာလံပိုက်ငယ်34မှာဆိုထက်ခါထက်ခါပြောထားတဲ့စကားတေချာကြည့်နော်တေချာမင်းနေလေးရှိမယ်ဆိုကိုကျန်းစာကိုဝိုင်းကြည့်ထက်ခါထက်ခါပြောထားတဲ့ဟာဆိုဘာရှိမလဲသောရဖျားကြီးနာမတော်အားဖြင့် အောင်မြင်မယ်အောင်မြင်မယ်အောင်မြင်မယ်ဆိုတာအဲ့ဒီထောက်ရထားရဲ့နာမတော်အားဖြစ်ဆိုတဲ့ဟာထမှန်တလဲလဲပါလာတယ်ဆိုလိုချင်တာကငါကြောင့်မဟုတ်ငါတော်လို့တက်လို့မဟုတ်ဘာကြောင့်လဲဖယားသခင်ကြောင့်ဖယားသခင်ကြောင့်အောင်မြင်တာဖြစ်တယ်ဟာလေလုယဘာကိုအောင်မြင်တာလဲယန်သူကိုအောင်မြင်တယ်လို့ကျမ်းစာမှာပြောထားတယ်ဒါပေမဲ့အဲ့ဒီအဲ့ဒီလလူမျိုးတွေရဲ့ယန်သူကတော့သူတို့စစ်တိုက်တဲ့အခါမှာအဲ့ဒီတဖက်တဖက်စစ်မှတ်တွေကိုနိုင်နိုင်ချင်းကိုပြောတာဒီကနေ့ကျွန်တော်တို့ရဲ့ ကျွန်တော်တို့တိုက်ရမယ့်သူကဘယ်လိုလဲသိလားကျွန်တော်တို့ယုံကြည်သူတွေတိုက်ရမှာကစာတမ်းမာနပြီးရင်ကျွန်တော်တို့ကြုံတွေ့နေရတဲ့အခက်အခဲပဲဟုတ်တယ်နော်ဒီမှာအတိကပါဖို့ပြောချင်တာလဲဆိုတော့ကျွန်တော်တို့ကြုံတွေ့နေတဲ့အခက်အခဲကိုပြောချင်တာကျွန်တော်တို့အခက်အခဲကိုအောင်မြင်ဖို့ရန်အတွက်ဘာကြောင့်ဘယ်လိုလုပ်ရမလဲဆိုတော့ယေရှုခရစ်တော်နာမအားဖြင့်တာအောင်မြင်နိုင်တယ်တဲ့တချို့ပြောကောင်းပြောမယ်ဆရာကြီးဒီမှာသာဝရဖျားကြီးနာမတော်လို့ပြောတာယေရှုခရစ်တော်ရဲ့နာမမှမပြောတာ ကျွန်တော်ပြောပြမယ်တမန်ဟောင်းမှာမို့လို့ထာဝရဖျားနာမလို့ပြောတာအဲ့ဒီထာဝရဖျားနာမကဘာလဲတိလားခမီးတော်သားတော်တတ်ရှင်တော်ဝိညာဉ်တော်နာမကိုပြောတာအဲ့ထဲမှာဘာပါလဲတိလားယေရှုခရစ်တော်နာမပါတယ်ဟာလေလုယာဆိုလိုချင်တာကသခင်ယေရှုခရစ်တော်ကလည်းထာဝရဖျားပဲသခင်ယေရှုခရစ်တော်ကထာဝရဖျားပဲတချို့ကပြောကြတယ်ဆရာကြီးယေရှုကသားမဟုတ်ဘူးလားခမီးတော်ကမှထာဝရဖျားမဟုတ်ဘူးလားကျွန်တော်ပြောမယ်ကျွန်တော်လူလို့မထင်နဲ့ဖျားကို ဖခင်ကလူလူကျွန်တော်တို့လူတွေစကြဲစာဖက်တဲ့ခါမှာနားလည်အောင်ခမီးတော်သားတော်ဆုံးမရေးထားတာဖခင်မှာအဖေအမေပဲရှိမလဲကျွန်တော်တို့လူမျိုးအဖေအမေသားသမီးဖခင်မှာမရှိဘူးလေဖခင်ကတာအဲ့ဒီလိန်ကွဲပြားချင်းမိမယောက်ျားခွဲတာဖခင်ကစပြီးမှဖန်ဆင်းခဲ့တာလေ तू စခွဲတာလေ तू ဖန်ဆင်းတဲ့အရာကို तू သူ့ကိုသူဘလို့ကန့်တက်နေမလဲမကန့်တက်နေဘူးတချို့ကမေးတယ်ဖခင်ကယောက်ျားလားမိန်းမလားအဲ့လိုမေးကလေးကမားနေပြီမိကုံးကဖခင်ကယောက်ျားမိန်းမရဲ့ကန့်တက်ချက်ထဲမှာမရှိဘူးထပ်ပြောမယ်နော်ဖခင်ကမိန်းမယောက်ျားအဲ့လိုကန့်တက်ချက်ထဲမှာမရှိဘူးပါကျွန်တော်လည်းအဲ့ဒီမိန်းမနဲ့ယောက်ျားခွဲချင်းကိုတော့မှဖခင်ခွဲပြီးတော့မှခွဲပြီးတော့မှဖန်ဆင်းခဲ့တာလေဖန်ဆင်းခဲ့တာလေဟုတ်တယ်နော် တချို့ကပြောတယ်ဖျားသခင်ကဘယ်ချိန်မှာရှိခဲ့တာလဲကျွန်တော်ပြောမယ်အဲ့ဒီအချိန်ကိုတော့မဖျားဖန်ဆင်းခဲ့တာဖျားကဘယ်ချိန်မှာရှိတယ်လဲဆိုတော့မိကုံကမားနေတယ်ဘာကြောင့်လဲအချိန်ရဲ့အကန့်အသတ်မရှိဘူးဖျားကအဲ့ဒီအချိန်ကိုတော့ဖျားဖန်ဆင်းတယ်နားလည်ရတော့နည်းနည်းခက်မယ်တော့ဒါပေမဲ့ဖျားသခင်တင့်ကိုအလင်းပွင့်စေတဲ့ခါမှာတန်ရှင်တော်ဝိညာဉ်တော်ဖွင့်ပြတဲ့ခါမှာတင်နားလည်လာလိမ့်မယ်အာမင်ဆာလန်ဆီယာကအငယ်30ကနေဘလို့ပြောလဲလူမျိုးပေါင်းတို့ညောက်ကိုဝိုင်းနေတဲ့ တချို့ကဘာဖြစ်လဲငါ့ကိုလဲစီချင်တယ်တဲ့ပြားတွေနော်အခုသူကဥပမာသုံးတယ်အခုအိမ်ပြားပြားပြားတွေ့ဘူးလားမသိဘူးအပြားရေလှုပ်တဲ့အဲ့ဒီပြားတွေလीနော်ပြားတွေလိုမျိုးပဲတဲ့တအုံတအုံငါ့ကိုလာအုံကြတယ်တဲ့ငါ့ကိုဝိုင်းကြတယ်တဲ့ဒါပေမဲ့တဲ့အဲ့ဒီရန်သူတွေကဘာနဲ့တူလဲဆိုစူးပင်ကိုလောင်တဲ့မီးကဲတို့ခဏပဲငြိမ်သွားတယ်တဲ့ဆိုလိုချင်တာကအခုညီကိုမောင်မတွေခံစားနေရတဲ့ဒုက္ခဝေဒနာအခက်အခဲတွေကတဲ့ ယေရှုဖျားကိုအောက်အော်မယ်ယေရှုဖျားကိုအကူအညီတောင်းမယ်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းမယ်ဆိုရင်တဲ့ခဏပဲကြော်တွားလိမ့်မယ်ဟာလေလုယာကျွန်တော်အခုမေးချင်တယ်ချစ်တော်ညီကိုမောင်မတို့တင့်မှာဖြည့်ရှင်းလို့မရတဲ့ခက်ခဲတွေရှိလားဘာနဲ့တူလဲဆိုတော့တစ်ချိန်တော့ကမောရှိကအေတီလာလူမျိုးတွေကိုအီဂျစ်ပြည်ကနေခေါ်ထုတ်တဲ့အခါမှာခါနန်ပြည်ကိုခေါ်ထုတ်တဲ့အခါမှာအနောက်မှာကဖာရောဘီရဲ့ လူတက်တဲ့စစ်မှတ်တွေလိုက်လာပြီသူတို့တက်ဖို့လိုက်လာပြီအရှိမာဘာကာထားလေဆိုတော့ပင်လေနီကကာထားတယ်ပင်လေပင်လေကြီးတစ်ခုလုံးကကာထားတဲ့အခါမှာသူတို့ထွက်လန်းမရှိတော့ရှေးလျှောက်သွားလို့လုံးဝလုံးဝမရအောင်ရှေးလျှောက်သွားရင်ရေနစ်တေဖို့ပဲရှိတယ်အနောက်စုတ်မယ်ဆိုရင်လည်းဘာဖြစ်လဲစစ်မှတ်တွေလိုက်လိုက်လာနေပြီတေဖို့ပဲရှိတယ်တနည်းအားဖြင့်ရှေ့တိုးလည်းမရနောက်ဆိုးလို့လည်းမရအောင်အလယ်မှာပဲနေမယ်ဆိုရင်အသက်ခဏပဲရှင်မယ်ခဏနေအနောက်အနောက်ကစစ်သားတွေလိုက်ရောက်လာပြီဆိုအကုန်တက်ခံရမယ်တေမာတေမာတေမာ ဆိုလိုချင်တာကတစ်ချိန်လုံးကမောရှိနဲ့အေတီလာလူမျိုးတွေအီဂျစ်ကနေထွက်ပြီးမှခါနန်ကိုဝင်တဲ့လမ်းမှာပေါ့နော်ပင်လေပိတ်သွားတဲ့ခါမှာတေဖို့ပဲရှိတော့တယ်ဖက်လန်းလုံးဝမရှိဘူးအဲ့ဒီချိန်မှာအေတီလာလူမျိုးနဲ့မောရှိကဖယားသခင်နာမကိုအော်တဲ့ခါမှာဆုတောင်းတဲ့ခါမှာအံ့ဩဖွယ်ဖြစ်လာတယ်ဘာအံ့ဩဖွယ်ဖြစ်လာလဲတိလားပင်လေနှချမ်းကွဲစီတယ်တဲ့ ်ထာဝရဘုရားသခင်ကပင်လေနှချမ်းကွဲစီမှာအဲ့ဒီပင်လေရေလေရေလေလမ်းတလမ်းပေါက်လာပြီးတော့မှကံဒီချောင်းနေတဲ့ပင်လေဒီအောက်ခြေကနေသူတို့လမ်းလျှောက်သွားရတာဘေးနှစ်ဖက်မှာဟိုဟိုဗါလေအကာယံကရေပဲရေကလုံးဝနှချမ်းကွဲလို့မှရေကဒီလိုမြောက်တက်နေတာခလဲမှာပဲဖြစ်လေလမ်းပေါက်သွားတယ်အဲ့မှာအေးတေလာလူမျိုးတွေလူပေါင်းသိန်းချီသိန်းသိန်းချီအဲ့မှာလမ်းလျှောက်သွားရတာ ဟိုဘက်ကမ်းရောက်အောင်လမ်းလျှောက်သွားတာအဲ့ဒါဘာကြောင့်လဲယေရှုခရစ်တော်ရဲ့နာမကြောင့်ပါဝါရဖရားနာမကြောင့်သူတို့ကဖရားကိုအော်ဟစ်တဲ့ခါမှာဖရားသခင်ကမဖြစ်နိုင်တဲ့လမ်းကနေသူတို့ဘာဖြစ်လဲအော်ဘွယ်ကဲတင်နေအော်ဘွယ်ကဲတင်နေသူတို့ဟိုဘက်ကမ်းလိုက်ရောက်ရောဖာရောရဲမက်တွေဖာရောဘုရင်ရဲ့ရဲမက်တွေရောက်လာတဲ့ခါမှာသူတို့ဖာရောဘုရင်ရဲမက်လဲအဲ့ဒီပင်လေလမ်းလမ်းထွက်ရှိတဲ့နေရာကနေလိုက်လာတဲ့ခါမှာအကုန်လုံးဖရားသခင်ကအဲ့ဒီကြီးကိုပြန်ခါဘာဖြစ်လဲ ပြန်တစ်ခါပေါင်းဆက်စီတဲ့ခါမှာလမ်းကပျောက်သွားအိမ်မှာဘေးနှစ်ဖက်ကရေကပေါင်းဆက်သွားတဲ့ခါမှာရဲမက်တွေကအမှအကုန်လုံးတေးကြေကုန်တယ်။ဆိုလိုချင်တာပါလေချစ်တော်ညီကိုမောင်မတို့တခါတလေကျွန်တော်တို့တက်တာထဲမှာရှီတိုးမရနောက်ဆုတ်မရတဲ့အခက်အခဲကြုံနေတတ်တယ်။ရှီတိုးရင်လည်းတေးမယ်နောက်ဆုတ်ရင်လည်းတေးမယ်ဘလို့လုံးလည်းတေးမယ်ဘာမှရွေးချယ်စရာလမ်းမရှိတော့ဘူး။ကျွန်တော်ပြောမယ်တင်အတင်အခုအခုတင်းရဲ့အခြေအနေလေတင်းရဲ့အခြေအနေအခုအလိုဆိုရင်ချက်ချင်းဒူးထောက်ဆိုတောင်းလိုက်ပါလက်ကိုမြောက်ပါ ခေါင်းကိုညိတ်ထားပါဒူးထောက်ထားပါဖရာသခင်အခုချိန်မှာဆရာရေးမင်းတရားဟောချက်အဖြစ်ကျွန်တော်အလင်းရတယ်โอเคကျွန်တော်ဆုတောင်းမယ်ဖရာသခင်ကျွန်တော်ကိုဒီအခက်ခဲရှိတယ်တင်ပြပါတင်ပါအခက်ခဲရှိတယ်တင်ပြလိုက်တင်ပြလိုက်ဖရာသခင်ကိုတင်ပြလိုက်ဆုတောင်းလိုက်ဖရာသခင်တင့်ကိုနာညောင်းပေးမယ်နာညောင်းပေးမယ်ဟာလေလုယာအဲ့လိုဆုတောင်းပါအဲ့လိုဆုတောင်းပါချစ်တော်ညီကိုမောင်မတော်တခါတလေအဲ့လိုပြောလိုက်လို့ဟာဆရာရေးမင်းကကျွန်တော်အကြောင်းကိုတီးလိုက်တာလားလို့မထင်နဲ့ တချို့ကဆရာရဲမင်းကိုအကောက်ကိုအပ်ပြီးမှဘလို့လာပြောလဲဆိုဆရာရဲဆရာတရားဟောတာကျွန်တော်တဲ့တဲ့ထိတာပဲတဲ့ကျွန်တော်ပြောနေတယ်လို့ပဲဆရာကျွန်တော်အကြောင်းအကုန်သိထားတာပဲတဲ့ဆရာတို့တရားခေါ်လိုက်တဲ့အခါမှာတင့်ကိုတဲ့တဲ့ထိသွားတာဘာကြောင့်လဲသိလားစက္ကန့်တိုးထိသွားတာမဟုတ်ဘူးကျွန်တော်တို့ကဆရာရဲမင်းတို့ကတင့်ရဲ့အကြောင်းကိုမသိပေမဲ့ဘသူသိရလဲသိလားဖရာသခင်သိတယ်လေဖရာသခင်သိတယ်ဒါကြောင့်ဖရာသခင်ကဆရာရဲမင်းရဲ့နှုတ်နှုတ်ရှာပါစက်အဖြစ် ဆရာရဲမင်းပဲမဟုတ်ပါဘူးအမှုတော်ဆောင်ရဲ့နှုတ်ဆောင်ပါဇက်အားဖြင့်တင်တရားဒီတနာနားထောင်တဲ့အခါမှာတင့်ကိုစကားပြောတာတင့်ကိုတင့်ကိုโอเคတင့်ကိုပြောတာဟုတ်တယ်မန်းနဲ့ဆရာရဲမင်းတရားဟောတိုင်းတင့်ကိုပြောနေတာဆရာရဲမင်းကတင့်ကိုတီးလို့ပြောတာမဟုတ်ဖယားကတီးလို့ဆရာရဲမင်းနှုတ်ဆောင်ပါဇက်အဖြစ်တင့်ကိုပြောနေတာအဲ့ဒါတင်နားလဲရမယ်ဒါကြောင့်ကျွန်တော်အမြင်ရှင်းပြတယ်လေဆရာရဲမင်းကကျွန်တော်အကြောင်းတိလားမသိကျွန်တော်တအားပြောတာ တော်တော်နားလေနေတာပဲမဟုတ်ပါဘူးဖျားနားလေလို့ကျွန်တော်တို့ကအတုံးတော်ခံမလို့ကျွန်တော်တို့ကတဆာဗလာအတုံးခံပြီးမှတင်းတို့ကိုတက်တက်ထိအောင်ဘုရားသခင်ကနားလေခွင့်ပေးတာနားလေခွင့်ပေးတာအဲ့ဒါကြီးစိုးတော်ခံယူရမယ်အမြင်ပြောင်းလဲပါဒါကြောင့်ခုချိန်မှာလေတင်ခက်ခဲကြုံတွေ့တဲ့အခါမှာချစ်ချင်းဒူးထောက်ဆူတောင်းလိုက်ပါ။ဒါပေမဲ့ဒီကနေ့အဓိကပြောချင်တာကတော့ဆာလန်ဆရာဟာအဲ့လိုအခက်ခဲကနေရှီတိုမီယာနောက်ဆိုမီယာအခက်ခဲကြားရရနေဖျားကိုအော်ဟစ်တဲ့အခါမှာဖျားသခင်ကသူ့ကိုဘာဖြစ်လဲ။အောင်မြင်ခြင်းခွင့် လွတ်မြောက်ခြင်းခွင့်ပေးလို့ဖယားသခင်ကိုကျေးဇူးတော်ချီးမွမ်းတာဖယားသခင်ရဲ့ကျေးဇူးတော်ကြောင့်ပါဖြစ်လေအခက်ခဲကနေလွတ်မြောက်ခြင်းရလို့ကျေးဇူးတော်ချီးမွမ်းတာဒီကနေ့ဒီအဓိကအချက်အဲ့ဒါပဲအဓိကအချက်အဲ့ဒါပဲဒါကြောင့်ကျင်းစာထဲမှာဘလို့ပြောလဲဆိုရင်ထောက်ရဖျားသည်တဲ့ငါဤအစွမ်းတတိထောက်ရဖျားသည်တဲ့ငါဤတခြင်းဆိုရာထောက်ရဖျားသည်တဲ့ငါဤကေတင်ခြင်းကြောင့်ဖြစ်တယ်ဟာလေလုယာစုပေါင်းကြည့်ပါခေါ်ကြည့်ပါခေါ်ရင်ထူးတဲ့ဖျားဖြစ်တယ်တင်အဲ့လိုခေါ်တဲ့အခါမှာ တင်ကြုံတွေ့နေရတဲ့အခက်အခဲကခဏလေးပဲတဲ့။ဘာနဲ့တူလဲဆိုစူးပင်မှာမီးလောင်တကယ်လို့ခဏလေးပဲတဲ့ငြိမ်းသွားမယ်။ဆိုလိုချင်တာကတင်ကြုံတွေ့နေတဲ့အခက်အခဲကိုဖျားစီပုံအပ်ဆူတောင်းတဲ့ခါမှာခဏလေးပဲကြော်သွားမယ်တဲ့ခဏလေးပဲပြီးသွားမယ်။ဖျားတင်ကိုလွတ်မြောက်ခွင့်ပေးမယ်။တင်ကတော့တီအာအခုငါကြုံတာပါကိအရှိတိုးလည်းမြန်နောက်ဆုလည်းမြန်ငါတီမှာပဲတီတီတော့မယ်တီတော့မယ်။မထင်နဲ့ဖျားသခင်ရှိသေးတယ်။ဖျားသခင်တင်ကိုကူညီနိုင်တယ်ဆိုတာနားလေပါ။ဟာလေလုယာ။အာမင်။ တန်ရှင်တော်ဝိညာဉ်တော်အလင်းပေးပါစေဒီကနေ့နှုတ်ကပတ်တော်တော့ဒီမှာပဲရနာခွင့်ပြုပါနားမလဲတာရှိရင်စူတောင်းဆရာမရှိရင်ဆရာအောက်ကိုတီးတန့်အပ်ပြီးမှပြောလို့ရပါတယ်နှုတ်ကပတ်တော်ကတော့ဒီမှာပဲရနာမှာဖြစ်တယ်နားစင်သွားတဲ့သူအရောက်ချင်းစီတိုင်းကိုဘုရားသခင်တာ၍တာ၍ကောင်းချီးပေးပါစေတော့အာမင်